စ်ပင်ကတွေ့ကြလာတဲ့တည်ရွယ်အမိုက်တွေကိုမီးမရှို့ဘဲနဲ့စွန့်ပြစ်ပစ္စည်းကိုလူတိုင်းသိအောင်တိစက်ပေးလို့ရမလားဆိုပြီးတော့ Orius တောင်းဆိုတဲ့အတိုင်းဗီဒီယိုတစ်ပုဒ်ကိုဖန်တီးပေးလိုက်ပါတယ်။ဟုတ်ပါတယ်။တည်ရွယ်ချောက်တွေကိုမီးရှို့တာကပဝင်းကျင်ရလေတုကိုစွန့်ရွာထိခိုက်စေပြီးတော့နှလုံးနဲ့ပတ်သက်တဲ့ယောဂတွေ၊ပန်းနာရင်ကျက်ယောဂနဲ့အသက်ရှူယောဂရှိတဲ့သူတွေဆိုရင်အသက်အန္တရာယ်ဖြစ်စေနိုင်တဲ့အထည်ကိုအန္တရာယ်ရှိပါတယ်။ကျမတို့ငငယ်တုန်းကရောအခုချိန်အထည်ကိုလမ်းထဲမှာတည်ရွယ်တွေကိုမီးရှို့နေတဲ့သူတွေကရှိနေတော့မှာဒီလိုမျိုးတင်းရွက်နဲ့အမိုက်တွေကိုမီးရှို့တဲ့မီးခိုးငွေတွေကြောင့် ။အချို့ဆိုလို့ရှိရင်မူးဓာရီ၊ချောင်းဆိုးဓာရီနဲ့အန်နာရီမှာဖြစ်လာကြပါတယ်။ဒီတော့ဗီဒီယိုအကြောင်းကိုစားလိုက်ကြရအောင်။ကျမတို့တွေအကုန်လုံးကပလတ်စတစ်နဲ့ပတ်သက်လာရင်ပြန်ပြီးတော့ recycle လုပ်ရမယ်ဆိုတာကတော့အကြပုတ်တဲ့လောက်ကြားပူကြရတယ်။ဒါပေမဲ့အပင်တွေကကျလာတဲ့တည့်ရချောက်တို့၊မြက်ချောက်တို့ဆိုရင်ဘယ်လိုမျိုးလုပ်ရမယ်ဆိုတာကိုတည့်ရတူကနည်းတယ်။ရှိတော့ရှိရင်နည်းတယ်ဆိုတဲ့သဘောမျိုးပါ။ဒါဆိုရင်အိမ်ရဲ့တစ်ပင်တို့ခြံထဲရမြက်တွေကိုပြန်ပြီးတော့အဆွေးမြင့်ချင်တယ်ဆိုရင်ဘယ်လိုမျိုးလုပ်ကြမလဲ။အမိုင်းချောက်တွေကိုအဆွန်ပြစ်ဖို့ဆိုရင် လေးလာမိတလို့ဒီပုံစံရှင်မျိုးနဲ့အဆုံးပြေလို့ရတယ်ဆိုတာတွေ့လိုက်ရတယ်။အဲ့ဒါတွေကဘက်ကီးယားကွန်ပိုစတင်အိမ်အောင်ဖဲမြေဆွေးပြုလုပ်ခြင်း leaf pine decomposition သင်ရဲ၆ပုံဆွေးမြည်ခြင်း mulch mowing မြေဖုံးမြက်ညက်ခြင်း vermi composting တည်ကောင်ပြစ်မြေဆွေးပြုလုပ်ခြင်းဘောကရှိကွန်ပိုစတင်ဘောကရှိမြေဆွေးပြုလုပ်ခြင်း leaf mold သင်ရဲမုံမြေဆွေး municipal composting စီပင်တရားမြေဆွေးပြုလုပ်ခြင်းနဲ့ဘန်းနဲ့မီးရှို့ခြင်း ဒီနီးရှင်နီးရနိုင်ငံတကာကအမိုက်စုပြတဲ့စစ်တမ်းတွေကချမှတ်ပေးထားတဲ့အမိုက်ပြနီးလန့်တွေပါဒါပေမဲ့တချို့နီးလန့်တွေကကြတော့ကျွန်တော်တို့နိုင်ငံရဲ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းတဲ့နီးစနစ်တွေမတူတဲ့အတွက်လိုက်လို့လို့မရဘူးတကယ်တော့အဲ့ဒီနီးလန့်တွေကကျွန်တော်နိုင်ငံရဲ့အမိုက်စုပြတဲ့နီးစနစ်ကသူများနိုင်ငံတွေလိုမျိုးလိုက်မလုံနိုင်တာဆိုရင်တော့ပုံမှန်ပါတယ်ကျွန်တော်နိုင်ငံကသူများနိုင်ငံတွေလိုမျိုးနီးစနစ်တကျအမိုက်စုပြတဲ့နီးတွေကိုလိုက်ပြီးတော့ကျင့်သုံးကြပေမဲ့ထင်တာတော့တော့ခီးမရောက်ခဲ့ဘူးဘာဖြစ်လို့လဲဆိုတော့အားလုံးသိကြတဲ့အတိုင်းပဲကျွန်တော်နိုင်ငံလူတွေစီကံမရှိကြဘူးဟုတ်ပါတယ် ြောရတော့နားခရယ်ဆိုပေမဲ့တကယ်ကိုစီးကဲမရှိကြတာအဲ့ဒါကြောင့်အဘွားပြောထားတဲ့အထက်ကကျွန်တော်နိုင်ငံနဲ့ကိုက်ညီမဲ့နီလန်နှစ်ခုကိုပြပြပေးခြင်းပါတယ်ပထမတစ်ခုကတော့ composting လို့ခေါ်တဲ့ပြန်လည်အသုံးပြုတဲ့နီလန်တွေတွေကတစ်ခုပါမြမလို့ဆိုရင်တော့မြေဆွေးလို့ခေါ်လို့ရတယ်လို့မြေဆွေးမြောစာလို့လည်းခေါ်ကြသေးတယ်ဒီနီလန်ကအကုန်ကျတက်တာပြီးတော့အလုံးလဲမရှုပ်တဲ့အပြင်ကမှလိုင်းလို့ဖို့လဲအရန်လွယ်တဲ့အတွက်တော်တော်လေးကိုအဆင်ပြေတဲ့နီလန်တစ်ခုဆိုရင်လည်းမှတ်မှားပါဦး ဒီတော့ကိုယ့်ရဲ့အမိုက်ချောက်တွေကိုအတော့ဝင်ပြီးတော့တဘာဝပေါဝင်ခြင်းအတွက်လည်းအကျိုးရှိမဲ့မြေဩဇာတစ်ခုဖြစ်ဖို့အတွက်ကွန်မွန်စတရီကိုဘယ်လိုမျိုးလုပ်လို့ရလဲကိုယ့်ရဲ့အထွက်တဲ့အမိုက်မှန်သမျှအကုန်လုံးကမြေဆွေးမြေဩဇာလုပ်လို့ရနိုင်ပါတယ်ဒါပေမဲ့ပလတ်စတစ်လိုအမိုက်တွေကကြတော့ပြန်ပြီးတော့သုံးလို့မရနိုင်ဘူးစားခြင်းစားချက်တွေအသီးအခွန်တွေပြီးတော့မြက်သစ်ရွက်ချောက်ဒါတွေအကုန်လုံးကကွန်ပို့စ်လုပ်တဲ့အခါမှာသုံးလို့ရတယ်ပြီးရင်တော့ကိုယ့်ရဲ့ရေပုံးတစ်ခုကိုယူပြီးတော့ပုံရဲ့အောက်နဲ့ဘေးတွေကိုအပေါက်လေးတွေဖောက်ပေးရမယ် အဲ့ဒီပေါက်လေးတွေကပုံးထဲကိုရေတောင်းတဲ့အခါကျရင်ရေတွေလောင်မနေဘဲနဲ့စီးသွားဖို့အတွက်ကူညီပေးရယ်ပုံးချပေးပြီဆိုရင်တော့နောက်တစ်ဆင့်ကသင်းရဲချောက်တွေကိုစုပြီးတော့ပြော့တဲ့မြေကြီးနဲ့ရောပြီးရင်တော့နှစ်ပတ်လောက်လောင်ထားလိုက်ပါတကယ်လို့ကို့မှာမြေကြီးအပြော့ရှားခတ်တာမျိုးဖြစ်နေရင်တော့ကို့အိမ်ရမြေကြီးနဲ့သင်းရဲချောက်တွေကိုရေဖြဲပြီးတော့ရောနယ်ပေးလိုက်ပါဒီလိုလုံးတာချောင်းနေတဲ့မြေကြီးနဲ့တဲရဲချောက်တွေကိုဆွတ်ဆွတ်သွားအောင်လုပ်ပေးရဲ။တခုရှိတာအဲ့ဒီထဲမှာတောင်းအခွန်လေးတွေကိုကြိတ်ပြီးတော့ရောနေပြီးပို့ကောင်းပါရယ်။ ဘာဖြစ်လို့လဲဆိုရင်ဒါအမြင်ကြီးနဲ့အပင်အတွက်အာဟာရဖြစ်စေတဲ့အပင်ကိုမှအပင်တွေကိုခရုတွေမလာအောင်လဲတားဆီးပေးရင်ဒီအဆင့်ပြီးရင်တော့တရွချောင်းနဲ့မြင်းကြီးအဆိုလေးတွေကိုရောနေပြီးရင်နောက်ထပ်ကုန်းအရာအမိုက်ဆိုလေးတွေကိုထည့်ပြီးတော့ရောနေပေးလိုက်လို့လည်းရတယ်နော်အဲ့လိုအမိုက်တွေနဲ့တရွချောင်းတွေကိုရောနေထားပြီးရင်တော့ကစားညိုလေးတွေထည့်ပြီးတော့ထပ်မွေပေးလိုက်ပါကစားကဘာလို့ထည့်ရလဲဆိုရင်ခုနကရောနေထားတဲ့အမိုက်နဲ့မြင်းကြီးတွေကိုအနံ့ဆိုးတွေမထအောင်ကူညီပေးလို့ပါဒီအဆင့်နဲ့အကုန်လုံးလုပ်ပြီးပြီဆိုရင်ကုန်းကြီးအိတ်ထဲကိုရောနေထားတဲ့မြင်းကြီးတွေအကုန်ရောထည့်ပြီးတော့နေရီထဲမှာထားထားပေးလိုက်ပါ ဒါပေမဲ့တခုရှိတာဘယ်နဲ့ထားရမယ်ဆိုပြီးတော့တတ်မှတ်ထားတာတော့မရှိဘူးအိတ်ထဲရမြေကြီးတွေနဲ့တရက်တရက်ဆွေးသွားလေလေရလာတဲ့မြေဆွေးမြေဩဇာလည်းပိုကောင်းလေပါအိတ်ထဲမှာထည့်ထားတဲ့မြေဆွေးလေးတွေလိုချင်တဲ့အခြေအနေကိုရပြီဆိုရင်တော့ပြီးပြီဆုံးတဲ့မြေဆွေးမြေဩဇာလေးရပါပြီပြီးရင်တော့အိတ်ထဲကထုတ်ပြီးတော့ခုနအစင်သင်းပြင်ခိုင်းထားတဲ့ပုံလေးတွေထည့်ပြီးတော့အပေါ်ကနေကိုဆိုင်ချင်တဲ့အပင်ရဲ့မျိုးစေ့ကိုဖြူးပေးလိုက်ုံနဲ့ကိုလိုချင်တဲ့အပင်လေးကိုတိတ်မကြခင်မှာရရှိနိုင်မှာပဲဖြစ်ပါတယ် ဒီနီးလန်းလေးကတော့ကိုယ့်ဝင်ကိုယ်ဆန်တဲ့ရတေရွက်ချောက်မျက်ချောက်တွေအပြင်ကိုမှအမိုက်ဆူတွေကိုမီးရှို့တာမျိုးတဘာပောင်ဝင်ခြင်းကိုထိခိုက်စရာမလိုဘဲနဲ့အမိုက်တွေကိုအတုံးဝင်အောင်ပြုလုပ်နိုင်တဲ့နီးလန်းပဲဖြစ်ပါတယ်ဒီနေရာမှာအရေးကြီးတဲ့တစ်ခုတော့ရှိတယ်အဲ့ဒါကအသားစိမ့်တွေစီတွေပြီးတော့ပိုးကောင်လေးတွေတက်နေတဲ့စွန့်ပြစ်အပင်လိုဟာမျိုးတွေကိုတော့မြေဆွေးလုပ်တဲ့အချိန်မှာထည့်ပြီးတော့မလုံးမိဖို့လိုတယ်။အဲ့ဒါတွေကိုထည့်ပြီးတော့လုံးမိရင်တော့လိုချင်တဲ့မြေဆွေးမျိုးစောက်ရလာမှာမဟုတ်ဘူး။နောက်တစ်ခုကတော့ဘူကာရှိဆိုတဲ့နီလန်းပါ။အဲ့ဒီနီလန်းကမြန်မာနိုင်ငံမှာတော်တော်များများအသုံးချနေကြပြီဖြစ်တဲ့နီလန်းတစ်ခုပါ။ ဝကရှိဆိုတဲ့အတိုင်းပဲသူကဂျပန်ကနေဆင်းသက်လာတဲ့စကလုံးတစ်ခုပါဒီစကလုံးကအချင်းဖောက်ထားတဲ့ organic ပစ္စည်းဆိုပြီးတော့အတိတ်ပဲရတယ်ကွန်မွန်စတင်နဲ့မတူတာကသူကကျတော့အသေးနဲ့ဆုံးပြပစ္စည်းတွေတလိမ့်ဆန်ချေးရုံနဲ့လောက်ရတာသူရင်ထူးကြတဲ့အချက်ကတခြားမြေဆွေတွေလိုမျိုးအချင်းအကြာကြီးစောင့်ကြရမလို့ပဲနဲ့တပတ်ခါနေတလောက်လောက်ဆိုရင်ကိုကိုယ့်ရဲ့စိုက်ခင်းနဲ့မစပြီးတော့တုံးလို့ရပြီပြောရရင်တော့ तू ကတလိမ့်ဆန်ချေးရုံနဲ့လောက်ထားတဲ့အတွက်အဆွေးမြန်တဲ့ပိုးတွေပါပေးသားမှုလို့ပါဒါပေမဲ့ဝကရှိမြေဆွေလောက်တဲ့နေ့ကစိုက်ခင်းစိုက်စားတဲ့သူတွေပဲလောက်ကြတာများတဲ့အတွက် ဒီနေ့လဲတာမန်ကိုအိမ်ကအမိုက်တွေကိုရှင်းကျင်တဲ့သူတွေကြတော့လိုက်လို့ကြတာနဲ့အဲ့လိုဆိုပေမဲ့လည်းတချို့စိတ်ဝင်စားပြီးတော့ဝါသနာပါတဲ့လူတွေကတော့လိုက်ပြီးတော့လုံးလေးရှိရယ်ဒီနေရာမှာတွင်းစရာရှိတာ plus 2တွေကြတော့ဆိုတာပါစတန်နဲ့မှာတော့2024ခုနှစ်အတွင်းကမ္ဘာပေါ်မှာ400မီလီယံ metric ton လောက်ကို plastic အမိုက်တွေထွက်နေရယ်ဆိုပြီးတော့ဖော်ပြထားတယ်အဲ့ဒီပမာဏအကယ်၍2060ခုနှစ်ကိုရောက်တဲ့အချိန်မှာ metric ton ပေါင်း1000နဲ့ချီသွားနိုင်တယ်အဲ့ဒါဆိုရင် plastic အမိုက်တွေနဲ့ပတ်သက်ပြီးတော့ဘယ်လိုဆက်လုပ်ကြမလဲ ပလတ်စတစ်တွေဆိုရင်တော့တည့်ရအတိုင်းပဲဖုန်းဟာဆိုတဲ့နည်းလမ်းကိုအသုံးပြုရမှာဖုန်းဟာဆိုတာက refuse reuse reduce နဲ့ recycle တွေပဲဖြစ်ပါတယ် refuse ကမလိုအပ်တာတွေကိုပို့ပြီးတော့အသုံးပြုတာကိုရှောင်ပြီးတော့ဝယ်မယ်ဆိုရင်လည်းပြန်ပြီးတော့အသုံးပြုလို့ရတာကိုပဲဝယ်မယ်ပြောရမယ်ဆိုရင်တော့တစ်ခါသုံးပစ္စည်းတွေကိုမသုံးတာမျိုးပါ reuse ကတော့ပစ္စည်းတစ်ခုကိုသုံးမြတာမျိုးမလုပ်ဘဲနဲ့ပြန်ပြီးတော့အသုံးပြုလို့ရမယ့်နေရာကိုရှာပြီးတော့ပြန်လည်အသုံးပြုမယ် reduce ကကြတော့အသုံးမလုပ်တာတွေကိုပိုဝယ်ထားတာမျိုးမလုပ်ဘဲနဲ့လိုသလောက်ပဲဝယ်တာမျိုးလုပ်ပါ ရီစိုက်ကင်ကတော့သူကသုံးမိရာနဲ့ပြစ်လိုက်တာမျိုးမလုပ်ဘဲနဲ့ပြန်ပြီးတော့အသုံးပြုတာလုပ်ပြီးတော့တဘာဝပတ်ဝန်းကျင်ကိုထိခိုက်စင်မဲ့ပစ္စည်းတွေကိုချော့ချပြီးတော့သုံးဆွဲရမှာပါ။ဒါရီကတော့ပလတ်စတစ်အတွက်အဓိကထားတဲ့အချက်လေးချက်ပါ။ဒီအချက်တွေကိုလိုက်လုပ်ပြီးတော့တဘာဝပတ်ဝန်းကျင်ကိုထိမ့်သိမ်းတာကအမိုက်တွေကိုအစိုးရှိရှိအသုံးချတာပါ။အခုနောက်ထပ်နေကြတဲ့သူတွေရောဒီဖုန်းကအကြောင်းနဲ့ပတ်သက်ပြီးတော့ဘယ်လိုထိမိကြလဲ။ဒါမဲ့တခုရှိတာကအမိုက်တိုင်းကကမာမြင့်ကြီးကိုဆိုးဆိုးဖြစ်စေတာတော့မဟုတ်ဘူးဆိုတဲ့အချက်ပါ။ မိုင်းကနေပြီးတော့မြေဆွေးအဖြစ်ပြောင်းလဲသွားတာကကဘာကြီးမှာရှိတဲ့မိသိန်းတန်းခွေကိုချွတ်ချပေးတဲ့အပြင်ကမြေဆွေးတွေရဲ့မျိုးစိလောက်ကိုအာဟာရဖြစ်စေတယ်။စင်မုန်နိုင်ငံမှာဆိုရင်တရွက်ချောင်းနဲ့အမိုက်တွေကိုကွန်မွန်စတန်နီလန်ကိုတုံးပြီးတော့ထိမ့်သိမ့်နေ။ဒါမဲ့တခုရှိတာကစင်ကာပူနိုင်ငံမှာ National Environment Agency NEA ကအမိုက်မီရှိုးရာကိုတင်းတင်းကြပ်ကြပ်တားမြစ်ထားတာတွေ့ရတယ်။နောက်တစ်ခုကစင်ကာပူမှာတရွက်အပြင်ကမတခြားဖြစ်စည်းရခက်တဲ့ပစ္စည်းတွေကိုသူအဆောက် Incineration Plant မိသိမ့်ပြီးတော့အပူအင်အားထုတ်ဖို့အသုံးပြုတယ်။ ဲ့ဒါအပြင်မှာတခြားအရှေ့နိုင်ငံတွေမှာဆိုရင်တရုတ်တို့ဖြန့်စည်းတဲ့နီလန်းတွေကတနိုင်ငံနဲ့တနိုင်ငံမတူညီကြဘူး။ဂျပန်နိုင်ငံမှာဆိုရင်မြို့နယ်တိုင်းကဘန်နီဘဲနဲ့နန်ဘန်နီဘဲဆိုပြီးတော့လိုင်းကြောင်းတစ်ခုခွဲပြီးတော့စနစ်တကျစုဆောင်းတယ်။ပြီးရင်တရုတ်တင်တဲ့တဘာဝအပင်ကြောင့်တွေကိုမီးသွင်းပစ်တာဒါမှမဟုတ်မြေဆွေးမျိုးစာအဖြစ်ပြန်လည်အသုံးပြုရရင်လုပ်ကြတယ်။အမိုက်မီရှိုရာကိုအရှေ့နိုင်ငံတော်တော်များများမှတားမြစ်ထားတယ်ဆိုပေမဲ့တချို့နိုင်ငံတွေမှာကြတော့လည်းအခုအချိန်ကိုလုံနေတော့မယ်။ကျမတို့မြန်မာနိုင်ငံကတော့အဲ့ဒီအချိန်မှာအဆိုးဆုံးပေါ့။ ကိုရီးယားမှာဆိုရင်အမိုက်မီရှူတာမျိုးလုပ်ရင်ကိုတန်ချင်းအနေနဲ့ဝန်တသားလောက်အထိကိုပေးဆောင်ရတဲ့အပြင်ကိုမှထောင်နှံဆိုရင်9နှစ်အထိတောင်မှတတ်မှတ်ထားတာတွေ့ရတယ်။ပြီးတော့ဂျပန်မှာဆိုဂျပန်ယန်း3တန်ဒါမှမဟုတ်ထောင်နှံ9နှစ်ပဲ။ ဲ့ဒါကြောင့်လေသူတို့နိုင်ငံလူတွေကစနစ်တကျအမိုက်ဆွင့်ပစ်ကြတယ်။စကားမစက်အခုလိုမျိုးစားနဲ့ပတ်သက်ပြီးတော့လူမျိုးစားအနေနဲ့တစ်ဆင့်စိုက်ပျိုးပြီးတော့ဖြစ်လာတဲ့အပင်တွေကလူသားတွေအတွက်ဘလောက်အကျိုးရှိလဲဆိုတာကိုလေ့လာခြင်းနဲ့ဆိုရင်တော့ရှင်တို့ application ထဲမှာရှိတဲ့ Water Plan No ဆိုတဲ့စာအုပ်ကနေပြီးတော့တောင်းလေ့လာလို့ရပါတယ်ရှင်။ရှင်တို့ application ဆိုတာကနိုင်ငံတကာကကမ္ဘာကျော်စာရေးဆရာတွေစာအုပ်ပေါင်း600ကျော်ကို မြမဘာသာပြန်ထားပေးပြီးတော့အတန်နဲ့ရောစားနေပါအချိန်မီနေရာမီပတ်ရှင်နာစင်တာနဲ့ audio book တွေလည်းပါဝင်နေတဲ့အတွက်စာဖတ်ဖို့အချိန်မရှိတဲ့သူတွေအခုပဲ Play Store နဲ့ App Store မှာ download ဆဲပြီးတော့ဒီနေ့ကစပြီးတော့စာရိုက်ဖတ်ဖို့တင်လို့လိုက်ပါရရှင်။ဒါဆိုရင်အပေါ်မှာ Battery Commute နဲ့ Bogashi Commute ကြောင့်ပြောပြပြီးဆိုတော့နောက်ထပ်လူတွေတိတ်ပြီးလုံးလေးမရှိတဲ့ကြံတဲ့အချက်ချောက်ချက်အကြောင်းကိုအကြံပြင်းဆက်ပြီးတော့ပြောပြပေးမယ်။ပထမဦးဆုံးအနေနဲ့တင်းရချောက်ပုံဆင်းပြခြင်း Leaf Pine Decomposition ဒီနည်းလမ်းကတင်းရချောက်တွေကိုစုပုံထားပြီးတော့တဘာဝလေးကိုဆင်းပြစေတဲ့နည်းလမ်း ရှေးရောကလည်းတမားရရတော့ဒီနီလန်းကိုမြေစီလွှာအပြည့်ဖို့အတွက်သုံးခဲ့ကြတယ်။ဒီနီလန်းကိုလုဖို့ဆိုရင်တော့မြန်မာနိုင်ငံရဲ့ယာတီဥရုပမှာမူတည်ပြီးတော့6လကနေ7လအထိကြာနိုင်တယ်။နောက်တစ်ခုကတော့မြေဖုံးမြင့်ညက်ချင်း Mosh Mowin လို့ခေါ်တယ်။မြေဖုံးမြင့်ညက်တာကကြတော့မြက်ချောက်တွေကိုမြေကြီးပေါ်ကိုမြေဖုံးအနေနဲ့ထားပြီးတော့အုပ်ထားတာမျိုး။ဒီနီလန်းရဲ့မြေစီလွှာရဲ့ရင်ခွင်ပြင်မှုထိန်းချုပ်တဲ့အတွက်မြေစီလွှာကိုပို့ပြီးတော့အားကောင်းစေတဲ့အပြင်ကမှယာတီဥရုပူတဲ့အချိန်တွေမှာအစိုးရကလည်းထိန်းထားပေးသေးတယ်။ 1980ခုနှစ်လောက်ကဥယျာဉ်စိုက်ပျိုးရေးတွေမှာမြင်းစည်းလာထိမ့်သိမ်းမှုနဲ့ရေစုံအောင်ကောင်းမှုအတွက်စတင်ပြီးတော့အသုံးပြုခဲ့ကြတယ်။ဒီမော့ရှ်မော်ရင်ကအိမ်မှာမြင်းရဲ့ဆက်တာရှိလို့ရှိရင်တော့လွယ်လွယ်လေးနဲ့လိုက်ပြီးတော့လုပ်နိုင်တယ်။နောက်တစ်ခုကတော့တီကောင်နဲ့မြင်းစည်းပြုလုပ်ခြင်းလို့ခေါ်တဲ့ Vermi Composting ။ဒါကတီကောင်တွေကိုသုံးပြီးတော့ Organic အမိုက်တွေကိုမြင်းစည်းဖြစ်အောင်လုပ်တဲ့နည်းပါ။ဒါတွေက1980ခုနှစ်လောက်မှာတီကောင်တွေကို Organic စိုက်ပျိုးရေးအတွက်သုတေသနပညာရှင်တွေကတွေ့ခဲ့ကြတယ်။ ဒီဗာမီကွန်မွန်စတင်ကတော့နည်းနည်းတော့တမျိုးလေးပဲတီကောင်တွေကမြေကြီးကိုစားပြီးသွားရင်ခြေအဖြစ်နဲ့စွန့်ထုတ်တယ်အဲ့ဒီစွန့်ထုတ်လိုက်တဲ့ခြေတွေကအာဟာရပြည့်ဝတဲ့မြေဆွေးတွေဖြစ်လာတာဒါအောင်လည်းလုပ်ဖို့ဆိုလို့ရှိရင်နှစ်လားနေသုံးလားအထိပဲကြာမှာပေါ့နော်ပြီးရင်တော့သရက်မူမြေဆွေး leaf moon ဒီအားကြတော့သရက်ချောက်တွေကိုစုပုံထားပြီးတော့တနက်လမွှေးလာတဲ့အထိကိုတင်ထားအောင်ဒီနီလန်းကိုလည်းဥရောပဥယျာဉ်ခြံတွေမှာပြီးခဲ့တဲ့ရာစုနှစ်တွေကလေးကမြေစီလောအတွက်ကိုတဘာဝမျိုးစားအဖြစ်သုံးခဲ့ကြတယ် နောက်ဆုံးတစ်ခုကတော့စီးပင်းတရားမြေဆွေးပြုလုပ်ခြင်း municipal commons statement ဖြစ်ပါတယ်။ဒီနည်းလမ်းအကြတော့မြို့ကြီးတွေကထွက်တဲ့အမိုက်တွေအကုန်လုံးကိုစုပြီးတော့အကြီးစားမြေဆွေးအဖြစ်ပြောင်းလဲတာ။ဒီနည်းကိုနှစ်ဆယ်ရာစုထဲကမြို့ပြန်စွန့်ပြစ်ပစ္စည်းတွေကိုစီမံမှုအတွက်အခြားနိုင်ငံတွေကစတင်ပြီးတော့ကျင့်သုံးခဲ့ကြတယ်။ဒါပေမဲ့မြန်မာနိုင်ငံမှာတော့ဒီစနစ်အတွက်ကန့်သတ်ချက်တွေရှိနေတော့မယ်။ကျမတို့မြန်မာနိုင်ငံမှာ municipal commons statement ကိုအစိုးရပိုင်းစီးပင်းတရားမြေတွေကျောင်းတွေနဲ့နေရာမြေတွေမှာလုပ်လို့ရှိကြတယ်။တခြားထိမင်းအမိုက်ပုံလုံးနေရာတွေမှာလုပ်လို့ရပါပဲ။ အစိုးရစီမံသားစီမံကိန်းတွေမှာတော့ဒါတွေကိုကန့်သက်ထားတာရှိနေတော့မှာဆိုတော့အခုတခါဗီဒီယိုထဲမှာပြပြပေးသွားတာကအမိုက်ကိုဘယ်လိုစွန့်ပြစ်ရမလဲမြေဆွေးပြုတ်ပုံနဲ့အမေရိကန်ကဘာကြီးကိုအကျွမ်းပြုတ်ပုံတွေအကြောင်းကိုပြပြပေးသွားတာပါကျမတို့ channel team ကလူတိုင်းအတွက်အကျိုးရှိမဲ့အကြောင်းအရာတွေကိုမျှဝေပေးဖို့အစဉ်အသင့်မှဖြစ်တာကြောင့်သိချင်တဲ့အကြောင်းအရာတွေရှိတယ်ဆိုရင်အခုပဲ comment မှာတောင်းဆိုလိုက်တော့နော် ရှင်တို့ app ထဲမှာအကောင့်ဖွင့်လိုက်တာနဲ့အခမဲ့စာအုပ်ဆယ်အုပ်တောင်ဖတ်လို့ရပြီနော်။နိုင်ငံတကာကစာရေးဆရာတွေရဲ့စာအုပ်ကောင်းတွေကိုမြန်မာလိုအနှစ်ချုပ်ပေးထားပြီးတော့စာနယ်ရောအတန်းနဲ့ပါနှထောင်လို့ရလို့အခုပဲတော့ဖတ်ကြည့်ဖို့အတွက်တိုက်တွန်းလိုက်ပါရစေ။ application အသုံးပြုပုံအသေးစိတ်ကိုလည်းရှင်တို့ facebook page မှာမေးမြန်းနိုင်ပါတယ်ရှင်။